တို့ရောင်ယူကောက်ပွဲပြုလုပ်ဖို့ပြင်ဆင်နေတဲ့အာနာသိန်းစိုးစုကသူတို့လောက်ခန်နန်းစီရီယာဝန်ထမ်းအနေနဲ့ဝန်ထမ်းမိသားစုတွေမဖြစ်မနေမဲပေးကြဖို့ချိန်ချောက်ဖိအားပေးခိုင်းစေနေရလို့မန္တလေးမြို့ကန်နန်းစီရီယာဝန်ထမ်းအတဝိုင်းကအမှတ်ပြုပြောပါရယ်စိုးစုကမန္တလေးတိုင်းဝန်ကြီးချုပ်အမိန်နဲ့မန္တလေးတိုင်းကနန်းစီရီယာဝန်ထမ်းတွေမဖြစ်မနေမဲပေးကြဖို့နဲ့မဲမပေးသူတွေကိုစီရီယာအဖြစ်သတ်မှတ်ကအရေးယူမဲ့အကြောင်းလွန်ခဲ့တဲ့လတွေအတွင်းကဌာနတွင်ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးနောက်ယခုထပ်မံနန်းစီရီယာဝန်ထမ်းအနေနဲ့ ဝန်ထမ်းမိသားစုတွေမဲပေးဖို့အတွက်မဲစင်းပါမပါမဖြစ်မနေစစ်စစ်ပြီးဌာနတာဝန်ရှိသူကံပြန်လည်တင်ပြဖို့ညွှန်ကြားစာထုတ်ထားတာဖြစ်ပါတယ်။နန်စီရီယာဝန်ထမ်းနေနဲ့ဝန်ထမ်းမိသားစုတွေမဲစင်းပါမပါစစ်စစ်ဖို့မဲစင်းမပါရင်မဲစင်းပါအောင်ရှောက်ထားဖို့နဲ့မပုံတင်ပြောင်းနေတဲ့ဝန်ထမ်းတွေကိုလည်းရွေးကောက်ပွဲအမိမပုံတင်ရှောက်လာရယူထားဖို့စုပ်စုဌာနတွင် အမိတ်ပေးခိုင်းစစ်ချက်စာတွေထုတ်ပြန်ထားတာဖြစ်ပြီးတော့အဲ့ဒီခိုင်းစေတဲ့အတိုင်း လှုပ်ဆောင်ပြီးကြောင်းနိုဝင်ဘာ17ရက်နောက်ဆုံးထားကအကြောင်းပြန်ခိုင်းတယ်လို့မန္တလေးမြို့ခံနန်းစီဒီယံဝန်ထမ်းတို့ကပြောပါတယ်။တစ်ချိန်တည်းမှာပဲမန္တလေးမြို့အောင်မြေသားဆန်မြို့နယ်မှာရှိတဲ့အစိုးဆူရဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးနဲ့ပြူစောတီတွေကရွက်ောက်ပွဲမဲပေးချဖို့ရက်ကွက်တွေတဲ့လိုက်လံချင်းချောက်ဖိအားပေးနေတယ်လို့လည်းမြို့ကန်တွေကပြောပါတယ်။စည်ရင်ပါမပါလာကြည့်ကြဖို့နဲ့စိုးဆုနဲ့ပြူတွေကရက်ွက်တဲ့မိုက်နဲ့អော်နေတယ်လို့တချို့မိသားစုတွေကိုမဲစင်းစစ်ပြီးမပြီးမေးမြန်းတာမျိုးလည်းရှိတယ်လို့ဆိုပါတယ်။ ဒီဇင်ဘာ28ရက်မှာအတို့ရောင်ရွေးကောက်ပွဲပထမအကြိမ်ကျင်းပမယ်လို့အာနာသိန်းစိုးစုကကြေညာထားပြီးမန္တလေးတိုင်းတွင်က အောင်မြေသာဆန်၊ချမ်းရည်သာဆန်၊မေမျိုး၊ကြောက်ဆယ်၊မိတ္တီလာ၊ပျော်ပွဲ၊ရမဲတင်းနဲ့ညောင်းတွေမှာရွေးကောက်ပွဲကျင်းပမှာဖြစ်ပါတယ်။